ဒီယိုကမြန်မာပြည်သူတွေအတွက်ထုတ်လွှင့်တင်ဆက်လျက်ရှိပါတယ်။ငလင်ဘေးအနေရင်ဆိုင်နေကြတဲ့မြန်မာပြည်သူတွေအတွက်ငလင်နဲ့ပတ်သက်တဲ့သတင်းအကြောင်းအရာတွေတည်တင်တည်ထိုက်တဲ့အချက်အလက်တွေကိုမျှဝေပေးနိုင်မှုမြစီမရေဒီယိုကငလင်အထူးအစီအစဉ်အနေနဲ့တရက်လျင်နှစ်ကြိမ်ဆယ်ရက်တိတိထုတ်လွှင့်သွားမှာဖြစ်ပါတယ်။မြစီမရေဒီယိုမနက်ပိုင်းအစီအစဉ်ကိုတော့ရေစင်မြန်မာစံတော်ချိန်မနက်9:00နာရီကနေ9:00နာရီခွဲအထိ9.3မီတာ31မီတာ 6.43 MHz ကနေဖမ်းယူနာဆင်နိုင်ပါတယ်။မြစီမာရေဒီယိုညနေပိုင်းအစီအစဉ်ကိုတော့နေ့စဉ်မြန်မာစံတော်ချိန်ညနေ9:00နာရီကနေ9:00နာရီခွဲအထိအိုင်းဒိုမီတာ16မီတာ7.5 MHz ကနေထုတ်လွှင့်သွားမှာဖြစ်ပါတယ်ရှင်။မင်္ဂလာပါရှင်။မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးဘေးကင်းလုံခြုံပြီးစိတ်ချမ်းသာကိုယ်ကျန်းမာရှိကြပါစေလို့မြစီမာရေဒီယိုဖွဲ့သူဖွဲ့သားတွေကဆုတောင်းမြတ်တာပို့သားလိုက်ပါတယ်။ ဧပြီလ6ရက်တနင်္ဂနွေနေ့မနက်ပိုင်းမေဇမရေဒီယိုအစီအစဉ်ကိုမြန်မာစံတော်ချိန်မနက်9နာရီကနေ9နာရီခွဲထိထုတ်လွှင့်နေပါပြီ။ကျွန်မကတော့ရှင်မဒီကနေ့မှာတော့ငလင်ချောင်းနိုင်ငံရေးအကျဉ်းသူ6ဦးအပါဝင်12ဦးသေဆုံးတယ်လို့ PPNN ပြောတဲ့သတင်းနဲ့အတူငလင်တန်တင့်ပြည်သူတွေတောက်သုံးရအခက်ခဲဖြစ်နေကြတဲ့အကြောင်းပါဝင်နောက်ဆုံးရငလင်နဲ့ပတ်သက်တဲ့သတင်းတွေကိုနားဆင်ကြပါမယ်။ အဲဒီနောက်မှာတော့မိုးလေဝသနဲ့ဇလားဗေဒညွှန်ကြားမှုဦးစီးဌာနညွှန်ကြားရေးမှုဦးလာထွန်းနဲ့ဆက်သွယ်မေးမြန်းချက်အစီအစဉ်ကိုဆက်လက်ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။ဒါအပြင်တိတ်ဆုံးခန္ဓာကိုယ်နဲ့ပတ်သက်တဲ့အယူအဆအလွဲတွေအကြောင်းစိတ်ပိုင်းဆိုင်ရာရှေးဦးသူနာပြုစုဤအကြောင်းတို့ကိုလည်းဆက်လက်တင်ဆက်ပေးသွားမှာပါ။ခုကတော့ပထမဦးဆုံးအနေနဲ့ပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးသွားတော့မှာပါ။ မင်္ဂလာပါရှင်နောက်ဆုံးရပြည်တွင်သတင်းတွေကိုတင်ဆက်ပေးပါရမယ်ကျွန်မကတော့ဂျူချမ်းပါလူ3000ကျော်တည်ဆုံးစေခဲ့ပြီးဖြစ်တဲ့မတ်လ28ရက်နေ့ကပြင်အား9.8ရှိတဲ့ငလျင်ကြီးလှုပ်ပြတဲ့နောက်ရှောက်ဖွေကယ်ဆယ်ရေးကျူးပန်းမှုတွေကိုကူညီဖို့စင်ကာပူက Cyborg Cockroach ဆက်ရုပ်တပိုင်းပိုးဟက်ဆယ်ကောင်ကိုမြန်မာနိုင်ငံကိုပို့ဆောင်ထားပါတယ်။ဒီမာဒါကာစကာဆက်ရုပ်တွေရဲ့ကြောဘက်မှာအနီအောက်ရောင်ကြီးကင်မရာတွေနဲ့စင်ဆာတွေကိုတပ်ဆန်ထားပြီးတော့ပိုးဟက်တကောင်စီတိုင်းဟာအရှိအအဖြစ်6စင်တီမီတာလောက်အတိုင်းတာရှိပါတယ်။ဒီအင်းဆက်ဆက်ရုပ်တွေကိုမြန်မာကိုလေကြောင်းနဲ့ပို့ဆောင်ခဲ့တာဖြစ်ပြီးတော့မတ်လ30ရက်နေ့မှာ စင်ကာပူအရက်ဘတ်ကာကွယ်ရေးတပ်ဖွဲ့ SCDF Operation Lionheart အဖွဲ့နဲ့အတူ ပူးပေါင်းမှာဖြစ်ပါတယ်။ ဒါဟာကမ္ဘာပေါ်မှာပထမဆုံးအကြိမ်ဖြစ်ဒီလို cyborg ဆက်ရုပ်တွေကိုလူသားချင်းစာနာမှုလုပ်ငန်းမှာပထမဆုံးအကြိမ်ဖြန့်ကျက်အသုံးပြုတာဖြစ်ပါတယ်။ဒီ cyborg ဆက်ရုပ်ဒီဗိုင်းပိုဟက်တွေကိုစင်ကာပူအစိုးရရှုံးတစ်ခုဖြစ်တဲ့ Home Team Science and Technology Agency HTX နန်းရန်နည်းပညာတက္ကသိုလ်နဲ့ Class Engineering and Solution တူတေသနာနဲ့ထုတ်ကုန်ဖော်ဆောင်မှုလုပ်ငန်းတို့ကအတူတကွဖန်တီးထုတ်လုပ်ထားတာဖြစ်ပြီးတော့သုတေသနနဲ့ဖွံ့ဖြိုးရေးလှုပ်ဆောင်မှုအဆင့်ရှိနေစေပဲဖြစ်ပါတယ်။ ဒီဆက်ရုပ်တွေကိုမြန်မာနိုင်ငံရဲ့ငလျင်တန်သင့်ဒေတာတွေတဲကတစ်ခုဖြစ်တဲ့နေပြည်တော်မှာဧပြီလ3ရက်နေ့ကစလို့အသုံးပြုနေပြီဖြစ်တယ်လို့သိရပါတယ်ဒီဆက်ရုပ်တပိုင်းပိုဟတ်တီကြောင့်အသက်ရှင်ကျန်ရစ်တဲ့သူတွေကိုတွေ့ရှိထားခြင်းမရှိပေမဲ့ဒီ cyber ပိုဟတ်တီဟာငလျင်တန်အစိုးဆုံးခံရတဲ့ area တချို့မှာရှာဖွေကယ်ဆယ်ရေးအဖွဲ့ကိုအကူအညီပေးမှဖြစ်ပါတယ် SADF ဟာပြီးခဲ့တဲ့မတ်လ29ရက်နေ့ကလည်းအပွဲဝင်80ပါတဲ့စင်ကာပူကူညီကယ်ဆယ်ရေးအဖွဲ့တစ်ခုနဲ့အတူရှာဖွေရေးခွေးလေးကောင်တို့ကိုမြန်မာကိုဆေးလွှတ်စေခဲ့ပါတယ်။ အိမ်နောက်တည့်ရဲ့အကြံမှာ Class Engineering and Solution က Engineer နှစ်ယောက်နဲ့ HTX က Engineer နှစ်ယောက်တို့ပါဝင်တဲ့ HTX အဖွဲ့ကဆက်ရုပ်ပိုးဟက်တင်တဲ့အတူကယ်ဆယ်ရေးလုပ်ငန်းတွေကိုပူးပေါင်းပါဝင်ခဲ့တာပါ။သူတို့ရဲ့တင်းငယ်တဲ့အရွယ်စားတွေကြောင့်အပျက်စီးအကျိုးပဲ့တွေကြားတွေကတင်းငယ်တဲ့နေရာတွေအထိသွာလာနိုင်ပြီးတော့အဝေးကနေထိန်းချုပ်လို့ရနိုင်ကြောင်းသိရပါဗျ။ ဒီပိုဟက်တရဲ့ကင်မရာစင်ဆာတွေကနေတဆင့်စုဆောင်ရရှိတဲ့အချက်လက်တွေကိုစက်တင်ယူမှု algorithm တစ်မျိုးနဲ့ထိန်းချုပ်ပြီးအပျက်စီးတွေကြားအသက်ရှင်တဲ့လက္ခဏာရှိမရှိသိရမှာဖြစ်ပြီးတော့အဲဒီကနေမှတဆင့်ရှာဖွေမှုတွေကိုလုံဆောင်နိုင်မှာဖြစ်ပါတယ်ရှင်ငလင်တန်တဲ့ data တွေမှာငလင်နောက်ဆက်တွဲတောက်တုံးရေရှားပါမှုဖြစ်ပေါ်နေပြီးဒီကနေ့ထိလိုအပ်ချက်တွေမြင့်တက်နေစေဖြစ်တယ်လို့ data ခန့်တွေကပြောပါတယ် မလီနောက်ဆက်တွဲအနေနဲ့အဝေးစစ်တွင်းရေတွေရေခမ်း၆တာရှုံးလို့နေနဲ့ပိတ်နေတာတွေနဲ့ရေရင်းမြင်ညမ်းသွားတာတွေကြောင့်တောက်ရည်တာမကပဲတုံးရည်အတွက်ပါခက်ခဲကြုံနေရတာဖြစ်ပါတယ်။အရှိမရေရင်းမြင်ရရှိနိုင်တဲ့နေရာတွေကနေရေတဲကားတွေနဲ့တက်ဆိုင်ရအာနာပိုင်းတွေအလှူရှင်တွေရဲ့ကူညီဖြန့်ကျက်ပေးမှုတွေရှိနေပေမဲ့အားလုံးအတွက်လွှမ်းခြုံနိုင်ခြင်းမရှိသေးဘူးလို့ဒေသခံတွေကပြောပါတယ်။ငလင်းတင့်ပြည်သူတွေဟာတက်ဆိုင်ရစုရက်တွေမှာယာယီတဲတွေနဲ့နေထိုင်တာ ဆွေမျိုးတွေနဲ့နှီးဆက်တဲ့အိမ်တွေမှာနေထိုင်ကြတာအိမ်ငိုင်းနေထိုင်ကြတာလည်းရှိသလိုလမ်းမော်တွေမှာနေထိုင်နေကြတာလည်းရှိပါတယ်ငလင်တန်ခံနိုင်ရတဲ့အပျက်စီးတွေကိုအလှူရှင်တွေရဲ့အကူအညီတွေနဲ့ပရာဟိတအဖွဲ့အစည်းတွေကရှင်းလင်းနေကြပြီးကိုထူကိုထရှင်းလင်းနေကြတာတွေလည်းရှိနေပါတယ်။မီဇီမာကဧပြီလ9ရက်နေ့မနက်စောပိုင်းထိကောက်ယူထားတဲ့အချက်လက်တွေအရမတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလင်ကြီးကြောင့်ငလင်တန်အပြင်းထန်တင့်ခဲ့တဲ့ဒေသတွေအတွင်းမှာ ထိခိုက်သေဆုံးသူ4912ဦးရှိပြီးထိခိုက်ဒဏ်ရာရသူ9988ဦးရှိနေက969ဦးပျောက်ဆုံးနေဆဲဖြစ်တယ်လို့သိရပါတယ်ရှင်စကိုင်းမြို့အနီးကိုဗဟိုပြုတ်ပြီးတော့ပြင်းအားရစ်တာစကီ9.9ရှိတဲ့ငလျင်လှုပ်ခတ်မှုကြောင့်မန္တလေးတိုင်းဦးပိုတောင်အတွက်မှာအကျဉ်းချနေတဲ့နိုင်ငံရေးအကျဉ်းသူ6ယောက်အပါအဝင်12ယောက်ထိခိုက်သေဆုံးခဲ့တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPMN ကအသိပေးထုတ်ပြန်ပါတယ်။ ငလင်းလှုပ်ခတ်မှုကြောင့်အိုးဘိုထောင်မှရှိတဲ့အမျိုးသမီးအဆောင်တက်အဆောင်နှဲ့အမျိုးသမီးဆေးရုံဆောင်အမျိုးသားဆောင်အလုံယုံအပါဝင်အဆောင်တချို့နဲ့ကာယံထားတဲ့အုပ်ရိုးတွေပြိုကျခဲ့တယ်လို့ PPNM ကထုတ်ပြန်ထားတာပါအဲ့လိုပြိုကျပျက်စီးခဲ့ရကနေအဆောင်တွဲမှာအကျဉ်းချခံထားတဲ့နိုင်ငံရေးအကျဉ်းသူ6ယောက်နဲ့တခြားအကျဉ်းသားအကျဉ်းသူစုစုပေါင်း12ယောက်ထိခိုက်သေးဆုံးခဲ့တာဖြစ်တယ်လို့ဆိုပါရယ် ငလျင်ကြောက်တည်ဆုံသွားတဲ့နိုင်ငံရေးအကျဉ်းသူတွေကတော့မမိုးသူစာခိုင်ဒေါ်လလက်ဆိုးဒေါခင်အောင်ရွှေမက်ကီကီဝင်းမပပဝင်းနဲ့မဖူးဝေဝေတို့ဖြစ်ပါတယ် တိကတိဆုံးမှုရဲ့အပြင်အိုးဘုတောင်အတွက်မှာငလျင်ကျောင်းဦးကောင်းခြေတောက်ကျိုးလက်ကျိုးအပါဝင်တိကတန်ရာရတဲ့အကျန်းသားအကျန်းသူဥယီက40ကျော်ရှိပြီးတော့အဲဒီတိကတန်ရာရတဲ့သူတွေဟာပင်မစေယုံတွေမှာစေကူတမှုခံယူခွင့်ကန့်သက်ခံထားပြီးဧပြီလ4ရက်နေ့အထိစေကူတခွင့်ရဖို့တောင်းဆိုနေရဆဲဖြစ်တယ်လို့ကိုတိုက်ထုံးကပြောပါတယ်စက်ကောင်စီရဲ့အကျဉ်းဦးစီးဌာနကလက်ရှိအချိန်ထိတာဝန်ယူမှုတာဝန်ခံမှုမရှိဘဲတရားဝင်အချက်လက်တစုံတရာထုတ်ပြန်လာခြင်းမရှိသေးကြောင်းသိရပါဗျ။ အကျဉ်းဦးစီးအနေနဲ့ငလျင်ကြောင့်ထိခိုက်သေးဆုံးရသူစရင်ကိုတရားဝင်ထုတ်ပြန်တက်ပြီးတော့တရားရတဲ့သူတွေကိုလည်းလုံလောက်တဲ့ဆေးကုသမှုခံယူပေးတဲ့နယ်လို့ PPM ကတောင်းဆိုထားပါတယ်။ ြန်မာနိုင်ငံကနေဘင်္ဂလားဒေ့ရှ်ကိုရောက်နေတဲ့ရိုဟန်ဂျာဒုက္ခသည်တွေကတသိန်း8000ခန့်ကိုပြန်လက်ခံမယ်လို့စစ်ကောင်စီကအတည်ပြုခဲ့ကြောင်းရိုက်တာသတင်းဌာနကဖော်ပြထားပါတယ်ဘင်္ဂလားဒေ့ရှ်အစိုးရကမြန်မာကို၆တုပ်ခွဲပြီးတင်ပြခဲ့တဲ့ရိုဟင်ဂျာ၈သိန်းနဲ့ကတစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ဆိုပါရယ်။နောက်ထပ်၇တောင်းကိုအပိသက်စီစစ်နေဆဲဖြစ်ပြီးတပ်ပုံတွေနဲ့အထောက်ထားအသေးစိတ်အချက်လက်တွေကိုပြန်လည်သုံးသပ်ဖို့ကြံနေသေးတယ်လို့လည်းစစ်ကောင်ဆောင်ကပြောသွားပါရယ်။ ရှစ်သိန်းထဲကကျန်တဲ့အမြင့်၅သိန်းခွဲအတွက်စီစီရေးလုပ်ငန်းကိုအချိန်မြင့်တင်ဆောင်ရွက်သွားမှာဖြစ်တယ်လို့မြန်မာနိုင်ငံကကတိပြုထားတယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မီဇီမာကအာရခတက်တော် AA ရဲ့ရွေးဆိုခွင့်ရှိသူဥခန့်တုခထံကိုဆက်သွယ်မေးမြန်းထားရမှာတော့ပြန်လည်ဖြေကြားခြင်းမရှိသေးပါဘူးရှင်။မြန်မာနိုင်ငံအလဲဝိုင်းစကိုင်းမြို့အနီးကိုဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ပြန်အမြင့်ငလျင်ကြီးပြီးတဲ့နောက် နောက်ဆက်တွဲငလျင်318ကြိမ်လှုပ်ခတ်ထားကြောင်းမိုးလေဝသဆိုင်ရာလေလာသူဦးဝင်းနိုင်နဲ့ Volcano Discovery ရဲ့အချက်အလက်တွေအရသိရပါတယ်။မတ်လ28နှစ်မွန်လွဲပိုင်းကစကိုင်းမြို့အနီးကိုဗဟိုပြုပြီးပြင်းအား Richter scale 9.9အဆင့်ရှိတဲ့ major earthquake ငလျင်ကြီးလှုပ်ခတ်ခဲ့ပြီးတော့အဲဒီငလျင်ကြောင့်စကိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်းရှမ်းပြည်နယ်အရှေ့မြောက်ဒေသနေပြည်တော်နဲ့ပဲခူးတိုင်းတွေမှာအထူးကပျက်စီးမှုအလွန်များပြားခဲ့ပါတယ်။ ဒီငလျင်ကြီးလှုပ်ခတ်ပြီးတဲ့နောက်ဧပြီလ၄ရက်နေ့မနက်၉နာရီခွဲအထိနောက်ဆက်တွဲငလျင်၃ရက်၉ချိန်လှုပ်ခတ်ထားကြောင်းမိုးလေဝသဆိုင်ရာလေလာသူဦးဝဲနိုင်ကသူ့ရဲ့ Facebook လူမှုကွန်ရက်ဆက်မနာမှာရှင်းသားထားပါတယ်။မြန်မာနယ်နဲ့မိတောင်တွေအကြောင်းအချက်လက်တွေကိုဖော်ပြပေးနေတဲ့ Vogue New Discovery ရဲ့အချက်လက်တွေအရဧပြီလ၄ရက်နေ့မနက်ပိုင်းမှစပြီးတော့ဧပြီလ၅ရက်နေ့မနက်ပိုင်းအထိတရက်အတွင်းမှာနောက်ဆက်တွဲငလျင်ပေါင်း၉ချိန်လှုပ်ခတ်ထားကြောင်းဖော်ပြထားပါတယ်။ ဒါကြောင့်လင်ကလင်လှုပ်ခတ်မှုအကြိမ်ပေါင်းကတော့318ကြိမ်ရှိရှိတယ်လို့သိရပါတယ်နောက်ဆုံးလှုပ်ခတ်သွားတဲ့ငလျင်ကတော့ဧပြီလ5ရက်မနက်9:33မိနစ်အချိန်က ခန်းနေမြို့အနီးမှာလှုပ်ခတ်သွားတဲ့ပြင်းအား3.9 Richter scale ရှိတဲ့ငလျင်ဖြစ်ပါတယ်။မြစမားကဒီကနေ့မနက်အပိုင်းထိကောက်ယူရရှိထားတဲ့အချက်အလက်တွေအရမတ်လ28ရက်နေ့လှုပ်ခတ်တက်ခဲ့တဲ့ငလျင်ကြီးကြောင့်ငလျင်တန်အပြင်းထန်သိမ်းခဲ့တဲ့ဒေသတွေအတွက်မှာထိခိုက်သေးဆုံးသူ4912ယောက်ရှိပြီးတော့ထိခိုက်ဒဏ်ရာရရှိသူ5988ယောက်အထိရှိက969ယောက်ကတော့ပျောက်ဆုံးနေဆဲဖြစ်တယ်လို့သိရပါတယ်။ ငလျင်ကြောင့်နေအိမ်ပြိုကျပျက်စီးသွားရတယ်။မန္တလေးနေပြီးတော့ပြင်မနာတွေမှာဒေသခံတွေဟာလက်ရှိအချိန်ထိလမ်းပေါ်မှာပဲနေထိုင်နေကြပြီးတော့ငလျင်ပေးတဲ့သူတွေအတွက်ရေနဲ့စားနပ်ရိက္ခာလိုအပ်ချက်တွေဆက်လက်ရှိနေသလိုကိုလုံးတဲ့နေရာမှာလည်းလိုအပ်နေသေးတယ်လို့2025မြန်မာငလျင်အရေးပေါ်တုတ်ပြန်မှုညှိနှိုင်းဆောင်ရွက်ရေး unit ကဖော်ပြပါဗျာ။ တားပြန်လမ်းပေါ်မှာနေထိုင်နေတဲ့ငလျင်တန်တဲ့ဒေတာတချို့ကိုလက်ကိုက်ခဲမှုဖြားနာတာနဲ့ရက်ရှည်ချောင်းစိုးနှာစေးတာတွေဖြစ်ပွားနေပြီး C1 ဆွတဲ့နေရာမှာလည်းအခက်အခဲတွေရှိနေတယ်လို့ဒေတာခန့်နေစီကနေသိရပါပါတယ်ရှင်။ ခုဆက်လက်ပြီးငလင်တန်တင့်ခန်းစားခဲ့ရတဲ့ဒေတာတွေမှာဖြစ်လာနိုင်တဲ့မိုးလေဝသအခြေအနေငလင်ဘေးတင့်ဒေတာတွေမှာဖြစ်လာနိုင်တဲ့နေ့အပူချိန်ရန်ကုန်မှာမြင့်တက်လာတဲ့ထူးကဲ့တရေကစိုးရိမ်ဖို့လိုသလားစားတဲ့အကြောင်းအရာတွေနဲ့ပတ်သက်လို့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနညွှန်ကြားရေးမှုဦးလာထုံကိုမေဇမကဆက်သွယ်မေးမြန်းထားချက်ကိုနားဆင်ရမှာဖြစ်ပါတယ်။အင်္ဂလမင်္ဂလာပါခင်ဗျာကျွန်တော်မြေကြီးမသတင်းဌာနဝန်ကဟိုနောက်လာမယ့်ရက်ပိုင်းတွင်ဖြစ်လာနိုင်တဲ့မိုးလေဝသအခြေအနေနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးမေးမြန်းချင်တာလေးရှိလို့ပါအင်္ဂလ ဧပြီလပထမဆယ်ရက်အတွင်းမှာဒီပင်လယ်မှာလီဘီယာနဲ့ရံဝန်ဖြစ်နိုင်ပြီးတော့မုန်တိုင်းရဲ့အဆင့်ထိအားကောင်းနိုင်ကြောင်းကိုသတိပေးချက်တွေတွေ့ပါတယ်။အခုနောက်ဆုံးဗာဆက်ဖြစ်နေပါသလဲခင်ဗျ။ရံလည်းရံဝန်ကဖြစ်နိုင်တယ်။ဒါလည်းမုန်တိုင်းကရောတဲ့ဒီသားရတော့ဖြစ်နိုင်တယ်။ဒါမှမဟုတ်ပေါ့ကြည့်ရအောင်နော်။မိုးစလာနေပြီးတော့ဒီအချိန်ကာမဟုတ်မိုးလဲသတိပေးထားတာတွေ့ပါတယ်ခင်ဗျ။ဒီလက်ရှိငလျင်ဒဏ်ခံရတဲ့ဒေတာတွေမှာဖြစ်လာနိုင်တဲ့ဒီမိုးလေဝသအခြေအနေတွေကဘာတွေများဖြစ်မလဲခင်ဗျာ cuối rồi con là bạn cũng còn còn cái gì anh đi cái này thì anh nhớ được thì anh đi đâu anh cũng kẹt còn là còn thì đã cuối thì đã này thì thì tao rồi mà này nha thì qua chung một này tàu máy thì đã để máy thì tao là 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 cuối thì mà na rồi là cái này chẳng đó để máy thì tao thì cái nhá thì cái anh đi đâu thì tao về ကဲ့ပါငယ်ဒီငလင်တန်တင်းတဲ့ဒေတာတွေကလည်းဒီအချိန်ကမဟုတ်မိုးရွာမယ်ဆိုပြီးတော့သတိပေးချက်ထဲမှာပါနေတယ်ဆိုတော့လေငလင်တန်တင်းဒေတာတွေမှာမိုးရွာမယ်ဆိုလို့ရှိရင်ဘယ်လိုမျိုးကျိုးဆက်တွေဖြစ်လာနိုင်လဲခင်ဗျာဒီကတော့မိုးရွာရင်အဲ့နောက်လေမိုးရွာရင်ကပန်နာလာအဲ့ဒီမောင်မအကြီးရွာမယ်အချိန်လေးပြီးတော့မရှိဘူးပေါ့နော်အဲ့ရွာမြမိုးကတော့၆ဒွေ့ကာလဆိုတော့ဒီကလည်း၆ဒွေ့နေတယ်ရေထဲကတော့တက်နေပါမှာ အဲ့တော့တကယ်တမ်းသာသီတော့ဘုကဆက်လက်ဘုကအောင်ရောက်ဖို့လည်းဒီကတူတာဒီငလင်ဘေးတဲ့ဒေတာတွေမှာပေါ့နော်ဖြစ်နိုင်တဲ့နေပူရည်တွေနဲ့ပတ်သက်လို့လည်းနည်းနည်းလေးပြောပြပေးပါဦးခင်ဗျာနေပူရည်ကတော့ဒါပူပင်နားစောဒါပုံလုံးကာလာကာလာလေးရောက်ပေါ့ဒီနေပူရည်ကတော့ပြင်းတဲ့အနည်းဆုံးတော့၄တဲ့ကျော်မှာပေါ့နော်ပ ပဲကြာတယ်။အမကြီးကကြောက်တယ်။ဘုရားရောဒါအစ်ကဲတော့မိုးရွာလိုက်တော့အခုကြီးကြီးကြောက်တာပေါ့။တော့အဲ့တော့ဘိုးကတော့ကြောက်မှလား။ဒါပေမဲ့ဒါကရွာနိုင်တဲ့သာသာသာဒီခေါင်းကြီးကြီးရဲ့ဘိုးရဲ့တဲ့ရဲ့စက်တဲ့ရဲ့လောက်ဘိုးကြီးကြီးရဲ့ကြီးရဲ့ကြီးရဲ့ကြောက်တော့ဘိုးရွာလိုက်တော့ဘုရားရောကြောက်တာ။ဘိုးမွာရင်တော့ဘုရားတက်တယ်။ ဟုတ်ကဲ့ပါခင်ဗျရန်ကုန်မြို့မှာဆိုလို့ရှိရင်လဲထူးကဲဒီမြင့်တက်နေရလေးတွေရှိနေရလို့သိရပါတယ်ဒါကငလင်လှုပ်တာနဲ့ဆိုင်ပါသလားဆရာထူးကဲဒီကတော့သူချိန်ကာလကိုရောက်လာတဲ့ကောင်ပါလို့သူကလည်းလှုပ်တာဆိုတဲ့ဒီကတော့သူဒီမြင့်တက်ကြပါလားဟောဒီထူးကဲဒီကဒီကပြပြနေတယ်ဒါရရောဘုံကလာတော့ထူးကဲဒီတိုင်းတာသိရနာတာဆိုတာတော့တတ်တယ် ့ဒီကဒီကပုံမှန်တက်လေကြဒီလိုပဲကြောရလာပါတော့ဒီငလင်တန်တင်းဒေတာကပြည်သူတွေအတွက်ဆိုလို့ရှိရင်တလောဖြစ်ပေါ်လာနေတဲ့မိုးလေဝသဖြစ်စဉ်တွေနဲ့ပတ်သက်လို့ဘယ်လိုသတိပြုနေထိုင်ဖို့တိုက်တွန်းချင်တာရှိမလဲခင်ဗျ။ငွေနဲ့ချိန်ဘူးရောင်းတာကျန်းမာရေး၊ကျန်းတလီဖောက်။ကျန်းမာရေးအနောက်ဒီဘုံကအကြုံနော်တဲ့ဖန်အောင်သိအများကြီးတော့ရှိမှာ။ဆိုတော့လေဘုံရွာဆိုတော့ လဲဟိုကျမကြီးရတောင်းဒါတွေအတိအကျကိုရောထူပါဟုတ်ကဲ့ပါအင်ကြီးအဲ့ဒါဆိုလို့ရှိရင်ဟုတ်အချိန်ပြည့်ပြည့်ဖြည့်ကြပေးအတွက်ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ ဆလပီငလီနောက်ဆက်တွဲစိတ်ပိုင်းဆိုင်ရာရှေးဥတုနာ ပြုစုနည်းနဲ့တည်ဆုံးခန္ဓာကိုယ်နဲ့ပတ်သက်တဲ့အယူဆအလွဲတွေအကြောင်းကိုတင်ဆက်ပေးသွားပါမယ်ရှင်။အားလုံးပဲတဘာဝဘေးရနေလူလုတ်တဲ့ဘေးရနေစတဲ့ဘေးရနေအမျိုးမျိုးကနေ ကင်းလွတ်ကြပါစေလို့တန်ဆင်မြတ်တာပို့ဆုတောင်းလိုက်ပါတယ်။ဒီနေ့ကစပြီးတဘာဝဘေးရန်ကြီးနဲ့ကြုံခဲ့ရတဲ့သူတွေထိတ်လန့်ခြောက်ခြားစရာတွေကိုရင်ဆိုင်နေရတဲ့သူတွေအတွက်အသုံးဝင်မယ်ထင်တဲ့စိတ်ပိုင်းဆိုင်ရာပညာပေးလေးတွေကိုနားလည်တက်ကြွနဲ့ပညာရှင်တွေရဲ့အကူအညီနဲ့မျှဝေပေးသွားပါမယ်။ဒီနေ့တော့တယ်လီကျမ်းမာကဒေါက်တာမီရေးထားတဲ့အခုအချိန်မှာလူတိုင်းနှီးပါလိုအပ်နေတဲ့ PFA Psychological First Aid လို့ခေါ်တဲ့ စိတ်ပိုင်းဆိုင်ရာရှေးဦးပြုစုနီအကြောင်းကိုမျှဝေပေးပါမယ်။ဒေါက်တာမီကစိတ်ပိုင်းဆိုင်ရာကနအူးကူညီဆောင်ရှောက်မှု PFAWHO ကွင်းစင်းလုပ်သားများအတွက်လမ်းညွှန်စာအုပ်တွေကိုမျှဉ်းနှံထားပါတယ်။ PFA ဆိုတာတက်ကြွန်းနားလည်တဲ့ပညာရှင်တွေပဲလုပ်လို့ရတဲ့အရာမျိုးမဟုတ်ပါဘူး။ပညာရှင်တွေတွင်မကပဲစေတနာဝန်ထမ်းတွေအရေးပေါ်ကယ်ဆယ်ရေးဝန်ထမ်းတွေအပြင်ပြည်သူလူထုအချင်းချင်းလည်းပေးလို့ရပါသေးတယ်။မှန်ကန်တဲ့နီလန်းတွေပေးနိုင်ဖို့လိုအပ်ပါတယ်။ PFA ဆိုတာဖြစ်ရက်ဆိုးနဲ့ကပ်ဘေးတစ်ခုခုကြောင့်လောလောလတ်လတ်ထိခိုက်ခံစားနေရတဲ့သူတွေကိုဖိမကူညီပေးဖို့ရည်ရွယ်ပါတယ်။လူလုတဲ့ဘေးရနေရဲ့အပြင်အခုလိုတဘာဝဘေးရနေရဲ့ဖြစ်ရက်ဆိုးတွေကို ကိုကိုယ်တိုင်ကြုံတွေ့ရသည် ဖြစ်စေတဆင့်မြင်ရကြားရသည်ဖြစ်စေကျမတို့မှာစိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှုတွေဖြစ်ပေါ်ခံစားကြရပါတယ်။အဲ့ဒီလိုအရေးပေါ်အခြေအနေတွေမှာကျမတို့အနေနဲ့ လူသားဆန်တဲ့အထောက်အပံ့အကူအညီပံ့ပိုးမှုတစ်ခုခုပေးလိုက်တာကို PFA လို့ခေါ်ပါတယ်။လက်တွေ့ကျတဲ့ထောက်ပံ့မှုကိုလည်းဆိုလိုပါတယ်။ Look အရေးကြီးဆုံးအခြေခံအချက်တစ်ခုကတော့လုံခြုံရေးပါ။အရင်ဆုံးဒီကပ်ဘေးကနေလွတ်မြောက်တဲ့သူတွေကိုဘေးကင်းလုံခြုံရာကို ရွှေ့ပြောင်းပေးပါ။သူတို့မှာအရေးတကြီးဘာလို့အပ်နေသလဲဆိုတာကိုမြင်အောင်ကြည့်ပါ။ရေလိုအပ်ရင်ရေတိုက်ပါ။ အဝတ်အထည်လိုအပ်နေတယ်လို့ထင်ရင်ဒါကိုအရင်ဆုံးဖြည့်ဆည်းပေးပါ စားလောင်နေတယ်လို့ထင်ရင် စားစရာကို ထောက်ပံ့ပေးပါမျက်စိနဲ့မြင်ရတဲ့ပြင်ပထိခိုက်ဒဏ်ရာရနေရင်ကုသမှုပေးနိုင်တဲ့နေရာတွေကိုပို့ဆောင်ပေးပါကနဦးပြုစုဆောင်ရှောက်ကုသမှုပေးပါအလွန်အမင်းထိခိုက်တုံ့လုံနေတယ်လို့ထင်ရင်စိတ်တည်ငြိမ်အောင်ကုညီပေးပါ ကိုကိုကိုမိတ်ဆက်ပြီးတော့ကိုကသူ့ကိုကုညီပေးမဲ့သူ ဖြစ်တယ်ဆိုတာကိုယုံကြည်လာအောင် ရိုးရိုးရှင်းရှင်းနဲ့တိတိကျကျလေးမိတ်ဆက်ဖို့လိုပါတယ်။ဒီနေရာမှာ အတင်းအကျပ်မင်းမြန်းတာမျိုးကြုံတွေ့ရတာတွေကိုပြောပြခိုင်းတာမျိုးကိုရှောင်ပါ။ကာယကံရှင်ကမပြောပြခြင်းဒီတိုင်းမေးထားပါ။ငိုနေတဲ့သူဆိုရင်လေမငိုနဲ့တိတ်တဲလို့ပြောမယ့်အစားသူ့ကိုငိုခွင့်ပေးပြီးကိုကစိတ်စိတ်နေပေးခြင်းကလည်းကုညီရာရောက်ပါတယ်။ listen ပြောပြလာတဲ့အခါ ူဘက်ကသူကြုံတွေ့ဖြစ်ပျက်ခဲ့သမျှကိုကိုကိုရင်ဖွင့်တဲ့အခါမှလည်းဂယုတဆိုင်နဲ့နားထောင်ပေးပါ ဖြတ်မမေးပါနဲ့ဝေဘန္နာကဲ့ရဲ့တာတွေမလုံးမိပါစေနဲ့ကံကောင်းလို့အသက်ရှင်တာဆိုတဲ့အပြောအဆိုမျိုး မပြောမိအောင်တတိထားပါကိုတယောက်တည်းဖြစ်တာမဟုတ်ဘူးလူတိုင်းကြုံနေရတာဆိုတာမျိုးငုံနေလို့လည်းပြီးသွားမှာမဟုတ်ဘူးစတဲ့ကရုဏာတော်တော်နဲ့ပြောဆိုမှုမျိုးကိုရှောင်ပါစာနာမှုနားလည်မှုနဲ့နားထောင်ပါ link ချိတ်ဆက်ပေးပါသူတို့ရဲ့အခြေခံလိုအပ်ချက်တွေစိတ်ပိုင်းဆိုင်ရာတည်ငြိမ်အောင်ကူညီပေးပြီးတဲ့အခါသူတို့ကိုလိုအပ်တဲ့လူမှုကူညီရေးအထောက်အပံ့တွေနဲ့ချိတ်ဆက်ပေးတာမိသားစုဝင်ဆွေမျိုးတွေနဲ့ဆက်သွယ်နိုင်အောင်ကူညီပေးတာဘာသာရေးအတိုက်အဝန်းနဲ့အဆက်အသွယ်ရဖို့စတဲ့မှန်ကန်တဲ့သတင်းအချက်အလက်တွေကိုပေးဖို့ချိတ်ဆက်ပေးဖို့လိုအပ်ပါတယ်။ဘေးတင့်တဲ့သူအချင်းချင်းဖြစ်ရက်ကိုကြုံရသူအချင်းချင်းဖေးမနိုင်အောင်ကူညီပေးပါ။ ဆယ်ကျော်သက်အပါအဝင်ကလေးတငယ်တွေကျန်းမာရေးပြဿနာရှိသူတွေမတန်ဆွမ်းသူတွေနဲ့ခွဲခြားဆက်ဆံခံရနိုင်ခြင်းရှိသူတွေထိခိုက်ခံစားလွယ်သူတွေကတော့အထူးဆောင်ရှောက်မှုပေးဖို့လိုအပ်ပါတယ်။တခြားသူတွေထက်ချင်းကပ်ရမယ့်ပုံစံချင်းသာမက အကူအညီပေးရမှလဲကွဲပြားချက်တွေရှိပါတယ်။တကယ်တော့ PFA ဆိုတာတိထက်ပို့ပြီးတော့ကျေပြတ်ပါတယ်။လုံဆောင်ရမယ့်အချက်တွေတင်မကပဲသတိထားရမယ့်အချက်တွေလည်းများပါတယ်။ ဒါအပြင်လိုအပ်သူကို PFA ပေးရင် ကိုယ်တိုင်လည်းအနားယူဖို့အချိန်ပေးဖို့လိုအပ်တယ်ဆိုတာကိုလည်းသတိရပါခြေကုံလက်ပန်းကြတာမျိုးမဖြစ်အောင် ကိုလုံနိုင်တဲ့အတိုင်းအတာအထိပဲအကူအညီပေးပါပြဿနာအားလုံးကို ဖြေရှင်းပေးဖို့တာဝန်မရှိကြောင်းကို အမှတ်ရပေးပါမိမိကိုယ်တိုင်အပြင်မိမိရဲ့လှုပ်ဖို့ကင်ဘတ်တွေကိုလည်းဂရုစိုက်ပါ အနားယူဖို့တိုက်တွန်းပါ ဖြစ်နိုင်မယ်ဆိုရင်တော့ နောက်တစ်နှစ်တာမိမိရဲ့လုပ်ငန်းစဉ်တွေပြန်မစခင် အချိန်ယူပြီးစိတ်ရောကိုယ်ပါ အနာပေးပါဒါမှသာလင် ကျမတို့အချင်းချင်းကူညီဖေးမခြင်းလုပ်ငန်းစဉ်ကို ရေရှည်လုပ်နိုင်မှာဖြစ်ပါတယ်ကျမတို့မှာကျမတို့ပဲရှိတယ်မဟုတ်ပါလားချစ်တို့ဒီဘဟုတုတတွေကိုကိုယ်တိုင်လဲနားထောင်လိုအပ်မဲ့ထင်တဲ့သူတွေစီကိုလည်းပြန်ပြီးတော့မျှဝေလိုက်ပါနော်ဒီနေ့တော့ဒီမှာပဲနှုတ်ဆက်လိုက်ပါရစေ။ ပြတ်မဆုံးနိုင်သေးခင် အတင်းထားကြမယ်နော်။ မင်္ဂလာပါလက်ရှိအချိန်ကကျွန်တော်တို့နိုင်ငံရဲ့ဒေတာအများစုမှာငလင်တန်ကြောင့်ထိခိုက်ပျက်စီးမှုတွေနဲ့လူသေဆုံးမှုတွေများပြားနေတဲ့အချိန်ဖြစ်ပါတယ်။ဖျားပြင်းငလင်ကြီးလှုပ်ခတ်ပြီး၃ရက်ခန့်ကြာတဲ့နောက်မှာသေဆုံးမှုတွေတဖြည်းဖြည်းမြင့်တက်လာနေပြီးငလင်တန်တဲ့ဒေတာကပြည်သူတွေအနေနဲ့သေဆုံးခန္ဓာကိုယ်တွေကိုပတ်ဝန်းကျင်မှာအများပြားတွေ့မြင်နေရတာကြောင့်ကူးစက်ရောဂါနဲ့ကျန်းမာရေးဆိုင်ရာပြဿနာတွေဖြစ်ပွားလာနိုင်မှုအပေါ်စိုးရိမ်စိတ်မြင့်တက်နေတယ်လို့ကြားသိရပါတယ်။ ဒီလိုချိန်မှာတည်ဆုံးခန္ဓာကိုယ်တွေနဲ့ပတ်သက်တဲ့အယူဆအလွဲတွေနဲ့တည်ဆုံးခန္ဓာကိုယ်တွေကိုစနစ်တကျကင်တွယ်ဖို့တီးလန့်တွေကိုပြောပြပေးခြင်းပါတယ်။တည်ဆုံးခန္ဓာကိုယ်တွေကြောင့်ကုသယောဂါတွေဖြစ်လာနိုင်သလား။တကယ်တမ်းတော့ကုသယောဂါပြန်ပွားမှုတွေဟာတည်ဆုံးပြီးခန္ဓာကိုယ်တိုင်းကနေဖြစ်နိုင်တာမဟုတ်ပါဘူး။တေဆုံးခန္ဓာကိုယ်တွေမှာယောဂါပိုးရှိနေခဲ့ပြီးအဲ့ဒီတေဆုံးခန္ဓာကိုယ်တွေကိုကင်တွယ်တဲ့အခါမှာ လုံလောက်တဲ့ကာကွယ်မှုနဲ့စနစ်ကျမှုမရှိမှသာယောဂါပိုးတွေကူးဆက်ပြန့်ပွားနိုင်တာမျိုးဖြစ်ပါတယ်။ဒါကြောင့်မို့ပြည်သူတိုင်းကူးဆက်ယောဂါအတွက်ထိတ်လန့်နေစရာမလိုပဲတိတ်ဆုံးခန္ဓာကိုယ်ကိုကင်တွင်နေရတဲ့ကဲဆေးသမားတွေကသာအဓိကကူးဆက်ရမှာဖြစ်ပါတယ်။တိတ်ဆုံးခန္ဓာကိုယ်တွေကိုကင်တွယ်တည်ထုတ်နေတဲ့ကဲဆေးသမားတွေအနေနဲ့တိတ်ဆုံးခန္ဓာကိုယ်တွေကိုသတိလလုတ်ကင်တွယ်မိမယ်ဆိုရင်တွေးကဆင့်ကူးဆက်တတ်တဲ့ HIV ကို အသေးအောင်တဝါပိုးတွေအညစ်ကြေးကတဆင့်ကူးဆက်တက်တဲ့ဝမ်းရောဂါလိုမျိုးတွေဖြစ်နိုင်ပါတယ်။ကဲ့သို့လို့နေရင်အပြက်စီးတွေကြောင့်ထိခိုက်ဒဏ်ရာရမှုတွေရှိနေခဲ့မယ်ဆိုရင်လည်းမိမိကိုယ်ကိုအရင်ကူးဆိုင်ဖို့လိုအပ်ပါတယ်။ဒါမှသာပေါက်ပြဲဒဏ်ရာကတဆင့်ရောဂါပိုးတွေမကူးဆက်နိုင်မှာဖြစ်ပါတယ်။ဒီလိုအခြေအနေမှာကဲဆေးကြီးလုံသားတွေလိုက်နာစရာချက်တွေလည်းရှိနေပါသေးတယ်။နံပါတ်၁ကတော့လက်အိပ်ဝစ်စင်ပါ။ဖြစ်နိုင်ရင် လေးတက် glove တွေသုံးတာအကောင်းဆုံးဖြစ်ပေမဲ့အလွယ်တကူမရရှိနိုင်ဘူးဆိုရင်တော့ကြွကြွေကိုအနည်းဆုံးနှစ်ထပ်ဆွပြီးသေဆုံးခန္ဓာကိုယ်တွေကိုကင်တွယ်ပါဒါမှမဟုတ်ပကန်စီ rubber လက်ရည်တွေနဲ့လည်းကင်တွယ်လို့ရပါတယ်တစ်ခါကင်တွယ်ပြီးတိုင်းဆက်ပြာနဲ့တေချာစွာစေကြောတင်ပါတယ်လက်ရည်တွေပေါက်ပြဲသွားရင်သေဆုံးခန္ဓာကိုယ်ကအရေးတွေနဲ့ထိတွေ့မိပြီးယောဂါကူးဆက်စေနိုင်တာမို့မကြာခဏသတိထားပြီးလဲပေးဖို့လိုအပ်ပါတယ် နံပါတ်2ညနာနဲ့မျက်လုံးကိုလည်းကာကွယ်ပါအနံစိုးတွေကနေကာကွယ်ဖို့အဓိကအားဖြင့်နှာခေါင်းနဲ့တစ်ဆက်ကို max ဒါမှမဟုတ်တန်ရှင်းတဲ့ဝတ်စအထုနဲ့လုံခြုံစွာဖုံးအုပ်ထားပါရှင်းနိုင်ရင်မျက်လုံးအကာအကွယ်နဲ့ face shield တပ်ဆင်ပါဒါမှမဟုတ်တင့်တော်ရာပလတ်စတစ်ကို face shield အဖြစ်အသုံးပြုပါဒါပေမဲ့ တကယ်ရခိုင်နှုန်းလိုအပ်တာမျိုးမဟုတ်ပဲမဖြစ်နိုင်တဲ့အနေအထားမျိုးမှာဆိုရိုးရိုးမတ်နဲ့ပဲအကာအကွယ်ယူနိုင်ပါတယ်။နံပါတ်3ခန္ဓာကိုယ်ကိုကာကွယ်ပါ။ PP level 2တွေရနိုင်ရင်အကောင်းဆုံးဖြစ်ပေမဲ့အလွယ်တကူမရနိုင်ရင်တော့ခန္ဓာကိုယ်ကို လုံခြုံအောင် ဖုံးထားနိုင်မဲ့အင်ဂျီလက်ရှိဘောင်းမီရှိဝတ်ဆင်ပြီးအပေါ်ကနေပလတ်စတစ်ဒါမှမဟုတ်အဝတ်ထုတစ်ထပ်ထပ်မံဝတ်ဆင်ပါ။အသုံးပြုပြီးသားအဝတ်စားတွေကိုစက်ပြာနဲ့တေချာလျှော်ဖွက်ပါ။ ဘာဖနက်ဒါမှမဟုတ်ခြေထောက်လုံစေတဲ့ဖနက်တွေကိုဝစ်စင်ပါကဲသေးလူသားတွေအဓိကလိုက်နာရမယ့်အချက်တွေကတော့တေဆုံးခန္ဓာကိုယ်တွေကိုကင်တွယ်ပြီးတိုင်းလက်ကိုစက်ပြနဲ့အနည်းဆုံးစက္ကန့်20ကြာစေကျော်ပါတေဆုံးခန္ဓာကိုယ်ကိုတည်ထုတ်ရမှာအသုံးပြုတဲ့ပစ္စည်းတွေကိုလည်းတေချာစွာပိုးတက်ပါတေဆုံးခန္ဓာကိုယ်တွေကိုကင်တွယ်နေရင်အစအစတာရေတောက်တာတွေကိုရှောင်ကျင်ပါ တည်ဆုံးခန္ဓာကိုယ်နဲ့ဓာတ်ရိုက်ထိတွေ့ခြင်းနည်းနိုင်သမျှနေအောင်ကာကွယ်ပါ။ကယ်ဆယ်ရေးလုပ်နေရင်စိတ်ထိခိုက်စရာမြင်ကွင်းတွေကိုမကြာခဏတွေ့မြင်ရနိုင်တဲ့အတွက်ကယ်ဆယ်ရေးလုပ်သားတွေအနေနဲ့တတ်နိုင်သမျှစိတ်ကိုအနားပေးပါ။အချင်းချင်းဖေးပါပါ။များပြည်သူတွေလိုက်နာစရာချက်တွေလည်းရှိနေပါသေးတယ်။ ေဆုံးခန္ဓာကိုယ်တွေကိုတေချာထုတ်ပူးထားပြီးအပူချိန်ရောတဲ့နေရာအရိပ်ရတဲ့နေရာတွေမှာထားပါတေဆုံးသူရဲ့မိသားစုဝင်တွေကိုရှာဖွေအသိပေးနိုင်ဖို့ဖြစ်နိုင်ရင်တေဆုံးသူကို တွေ့ရှိတဲ့နေရာကိုမှတ်တမ်းတင်ပြီးမျက်နှာထင်ရှားတဲ့အမှားရွအမှတ်အသားဒါမှမဟုတ်လက်ဝတ်လက်စားတွေကိုဓာတ်ပုံရိုက်ယူထားပါ တောက်ရီ၃ရီပေါ်အကျိုးတက်ရောက်မှုနဲ့ရေတန့်ကာကွယ်နည်းအစဉ်အဆက်ကိုလည်းဆက်လက်ပြောပြပေးခြင်းပါတယ်။တည်ဆုံခန္ဓာကိုယ်တွေကနေတောက်ရီ၃ရီပေါ်တိုက်ရိုက်အကျိုးတက်ရောက်မှုနဲ့ဆိုပေမဲ့အခုလိုသဘာဝဘေးအန္တရာယ်ဖြစ်ပွားထားတဲ့ကာလတွေမှာမိလာနဲ့ရေစိုးနှုတ်စနစ်တွေပြက်စီးတာတောက်သုံးရီအတွက်ရေတန့်စင်ဖို့အခက်အခဲရှိတာတောက်သုံးရီထဲဖို့တန့်ရှင်းတဲ့ပုံတွေမလုံလောက်တာကြောင့်တန့်ရှင်းတဲ့တောက်ရီ၃ရီရရှိနိုင်ဖို့ခက်ခဲပါတယ်။တန့်ရှင်းတဲ့တောက်သုံးရီရရှိနိုင်ဖို့အတွက် တိတ်ဆုံးခန္ဓာကိုယ်ကိုမြုပ်နှံတဲ့နေရာတွေနဲ့အနည်းဆုံးမီတာ30အကွာကရှည်ဖို့ပဲအသုံးပြုပါ။ရေရရှိနိုင်တဲ့ရေတွင်းတွေကိုသေချာဖုံးအုပ်ထားပါ။လက်တလုံးမှာရေတွေဟာအနံ့ဆိုးကြီးရှိနိုင်တဲ့အပြင် မမြင်ရတဲ့ယောဂပိုးတွေပါပါလာနိုင်တာမို့ဝမ်းယောဂဥယောင်ငန်းပြားနဲ့အသေးရောင်တဝါတို့လိုမျိုးကူးဆက်ယောဂတွေဖြစ်ပွားနိုင်တာကြောင့်ရေကိုတတ်နိုင်သလောက်တန့်စင်ပြီးမှအသုံးပြုပါ ရေကိုတန့်စင်ရမှာပထမဆုံးအနေနဲ့ရေမှာပါလာတဲ့အမိုက်ထရိုက်နဲ့မုံမွားတွေကိုရေစင်းနဲ့ဖြစ်စေအဝတ်တန့်တန့်နဲ့ဖြစ်စေစစ်ထုတ်ပါစစ်ထုတ်ပြီးရင်မြင်နိုင်တဲ့အမိုက်တွေမရှိတော့ဘူးဆိုပေမဲ့မမြင်ရတဲ့ရောဂါပိုးတွေရှိနေနိုင်တာမို့တန့်ရှင်းတဲ့အိုးနဲ့ရေကိုစူအောင်ကြိုချက်ပြီးမှအေးအေးခံအသုံးပြုတင်ပါတယ် ဒီချက်လက်တွေကနေတဆင့်ပြည်သူတွေအနေနဲ့သဘာဝဘေးရန်ရဲ့အကြောင်းဖြစ်ပွားတဲ့နောက်ဆက်တွဲရောဂါဖြစ်ပွားမှုတွေကိုကာကွယ်တိုင်ကြဖို့စုမှုပေါင်းတောင်းပန်ရပါတယ်။ဒီချက်လက်တွေကိုတော့အခမဲ့ပြည်သူစေကန် FOC Tele Clinic ကနေကိုးကားပေါ်ပြထားတာဖြစ်ပါတယ်ခင်ဗျာ။ ကျမတို့မင်းသမားရေဒီယိုကထုတ်လွှင့်နေတဲ့သတင်းစီစဉ်တွေသတင်းဆောင်ပါတွေဆက်သွယ်မြေမြန်ချက်တွေနဲ့ပတ်သက်ပြီးတော်တာရှင်တို့အနေနဲ့ဝေဖန်အကြံပြုချက်တွေနဲ့ရင်ဖွင့်ပြောပြခြင်းတဲ့အကြောင်းအရာတွေကိုကျမတို့ရဲ့မင်းသမားရေဒီယိုဆောင်မရှင်ဆွဲ Telegram group ကိုစာရေးသားပေးပို့နိုင်ကြပါတယ်တော်တာရှင်တို့ရဲ့ဝေဖန်အကြံပြုချက်တွေကိုကြိုဆိုပါရရှင်မင်းသမားရေဒီယိုရဲ့ဒီနေ့မနက်အစီအစဉ်ကတော့ဒီလောက်ပါပဲမြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းဆရာနာရှင်ဘေးကနေကင်းဝေးပြီးကိုစိတ်နှပါချမ်းသာကြပါစေလို့မစ္စမရေဒီယိုဖွယ်သားတွေကစူတောင်းမြတ်တာပို့သားလိုက်ပါတယ် မြန်မာပြည်သူတွေနဲ့တူရက်တင်နေမဲ့မေဇမရေဒီယိုပဲဖြစ်ပါတယ်။နားဆင်ကြတဲ့သူတွေအားလုံးကျမ်းမာကြပါစေရှင်။